ကြည့်ဒီနေ့ဇာ grade 12တွေအတွက် introductory phrase ဆိုတဲ့ grammar လေးကို sharing လုပ်ပေးမယ်အဲ့တော့ introductory ဆိုတာမိတ်ဆက်တယ်ပေါ့နော် phrase ကစကားစုပေါ့နော်အဲ့တော့စာကြောင်းတစ်ကြောင်းကိုတဲ့ subject နဲ့ verb နဲ့ပဲအငဲတန်းစရင်းနေအဲ့စာကြောင်းကြီးကပြင်းလို့ကောင်းတယ်ညှိုးဝဲဖို့ကောင်းတယ်တဲ့အဲ့ဒီတော့ telegram ဒီ at tin thon 90မှာ grade 12 grade 10 11 grammar သင်တန်းလေးတွေ grade 12 reader passage သင်တန်းလေးတွေစုံစမ်းလို့ရတယ်နော် video class ဖြစ်တယ်နော် အဲ့ဒီတော့ဒီလိုမိတ်ဆက်တဲ့စကားစုလေးတွေကိုစာကြောင်းရဲ့အရှိမထုတ်ရေးတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီလို introductory phrase ပေါ့နော်မိတ်ဆက်တဲ့စကားစုလေးတွေကိုဘယ်လိုရေးမလဲဆိုရင် VNG ရဲ့ battery ရဲ့ PIB ဆိုတာ preposition ကိုပြောတာเนาะ preposition နဲ့စတဲ့စကားစုကိုရှေ့ထုတ်မယ်ကြံတာကူးမယ်ဒါလေးမှတ်ထားပါတော့ကဲအဲ့ဒါဆိုရင်ဒီမှာဒီစာကြောင်းလေးကို introduction phrase နဲ့ဖြည့်ကြည့်ကြရအောင်เนาะ you must turn left မြေဘက်ကိုကိုက်ရမယ်တဲ့ to get to the shopping mall shopping mall ကိုသူကက်ကရောက်ရှိဖို့ဟုတ်ပြီเนาะဒါဆိုရင်ဒီစာကြောင်းလေးမှာဒီ TO2 ဆိုတာ preposition เนาะအဲ့မှာ preposition ဆိုတာဘာလဲမသိတဲ့လူတွေအတွက်တော့တိုင်ပတ်မှာပေါ့เนาะအဲ့အဲ့တော့ preposition ဆိုတာဘာလဲသိကြရင်တော့ a power of speech ပေါ့เนาะအဲ့ထဲမှာတွားပြီးပြန်လေ့လာပေါ့အခြေခံ grammar ထဲမှာ TO2 ဆိုတာ preposition เนาะအဲ့တော့ဒီ to get to the shopping mall လေးကိုရှေ့ထုတ်လိုက်ပြီးရင် you must turn left အဲ့ဒါလေးကိုပြန်ကူးလိုက်ပြီးသွားပြီဒါပေမဲ့ဒီမှာပြဿနာတက်မှာတစ်ခုက အနောက်ကလည်းတူပဲလေဟုတ်လားရှေ့က to get to the shopping mall ကိုရှေ့ထုတ်มาလားဒါမှမဟုတ်အခုမြင်းသားလိုက်တဲ့ to the shopping mall အဲ့လိုပဲရှေ့ထုတ်มาလားအဲအဲ့ဒါလေးကစဉ်းစားစရာပေါ့နော် to ကနေစပြီးတော့ဒီ to ပေါ့ရှေ့က to ပေါ့ to get to the shopping mall ကိုရှေ့ထုတ်มาလားဒါမှမဟုတ် to the shopping mall ကိုပဲရှေ့ထုတ်มาလားအဲအဲ့ဒါကိုသိကျင်ကြတော့ဘာသာပြန်ကြည့်ပေါ့နော် to get to the shopping mall shopping mall ကိုရောက်ရှိဖို့ အဲ့လိုမျိုးတွေတွေတဲ့အတိတ်ပဲယူရမှာလားဒါမှမဟုတ်ရင်သူကကတက်တက်သူသက် shopping mall เนาะ shopping mall တို့အဲ့ဒါကတက်တက်လားအဲ့လိုအတိတ်လေးနဲ့စဉ်းစားကြည့်လိုက်ရင် to get to the shopping mall ဆိုတော့ဒီ shopping mall ကိုရောက်ရှိဖို့အဲ့လိုမျိုးအတိတ်ပဲအတွဲရဖြစ်နေတယ်အဲ့တော့ဒီ to get to the shopping mall ဒီ share to ကနေစပြီးယူရမယ်ဟုတ်ပြီเนาะအဲ့တော့ to get to the shopping mall shopping mall ဟုတ်ပြီနော်နော်အဲ့ဒါလေးကိုရှင်းထုတ်လိုက်တယ်ပြီး comma လေးကုတ်ပေးရဟုတ်ပြီနော်ကဲအဲ့တော့ဒီ to get to the shopping mall ကိုရှင်းထုတ်တယ် comma ကုတ်တယ်ဒီဘက်က you must turn left ကိုပြန်ကူးချတယ် you must turn left အဲ့ဒါလေးကိုပြန်ကူးလိုက်တယ်ဒါဆိုရင်တော့ introductory phrase လေးနဲ့ဖြည့်တာပြီးဆုံးသွားပါပြီဒီ video လေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ပေးပါအောင်နော်